ကျမကတော့တင်ဆက်သူမဆန္နာပါဖြည့်ရမန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွေမူကင်းဇလန်းကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MNU Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်လမ်းမပေါ်မှာမူးရွာတယ်မူးရည်များက တောအော်မြည်ပြီးခြံရှိအနေပိုင်းစီကိုဒလဟောစီးဆင်းသွားကြတယ် ငပြောယုံစည်းကတရေတပတ်များလိုလှုပ်လှုပ်ရင်းနေကြရီပြည်တွင်တကားကမိုးဆက်များက သူမျက်နှာပေါ်ကိုအချိန်နဲ့လွင့်ပြေးလာကြရီသူပြည်တွင်ကိုစောင့်ပိတ်ပြလိုက်တယ်မိုးတန့်ကြမှာငပြောရွက်အစိမ့်မုတ်များရဲ့တီးဆူတန်းတွေလာတူကြလိုက်ကြရီဟင့်အင်းမဟုတ်ဘူးနေတူပါ၏ငပြောရက်တွေဟာတချင်းဆိုတတ်ပါမလားသူစိတ်ကအလိုလိုထင်းနေတာဖြစ်မှာပါသူပြည်တွင်ကခွာလိုက်တယ် စိတ်ပြေလက်ပြောက်တီဗီရှေ့မှာထိုင်ပြီးဆက်အတွင်းကိုအခွေတစ်ချက်ကောက်ထေးဖွင့်လိုက်တယ်။အဝေးထင်းခလုတ်စီမှာတခြင်းတန်ကိုအကျေဆုံးကိုနှိပ်ပြလိုက်တယ်။အစိုးရလေးဖြူရဲ့ပောက်ကွဲတန်စင်တွေမိုးတန်ကိုကြော်လွားခုံပေါက်ပြီးသူ့နားထဲကိုဝင်လာတယ်။တော်ပါသေးရဲ့ကျေးဇူးပါပဲလေးဖြူရဲ့သူစတီမှာပြစ်လေချလိုက်တယ်။မျက်စိမိတ်အန်စေစေတယ်လီဖုန်းတန်ကရုတ်တရက်ထွက်ပေါ်လာတယ်။တစ်ချက်နှစ်ချက်မြည်တမ်းရှိရှိ ဒီလိုမိုးရဲလေထဲမှာဘသူဖုံးဆက်ပါသလဲကိုထိုက်များလားမဟုတ်ဘူးသိပြီသူထကိုင်းလိုက်ပြီးတပွဲပေါ်ကဖုံးကိုမယူလိုက်တယ်ဟယ်လိုတဲ့စူရှာရှာမိမတန်းသူသိတယ်ဥစော်လိုင်းရဲ့သမီးဖိဖိရောတဲ့မလာဘူးမလာဘူး तू မလာတာကြပြီတခြားမိမတယောက်စီမှာရှိမှာပေါ့အပြက်ပြောလိုက်ပြီးဖုံးချလိုက်တယ်နောက်တော့သူ့ရင် မှာမုန်းနေမိပြန်တယ်မိုးတန်တချင်းတန်တွေနဲ့ရောထွေးရင် အစိမ်ပုတ်ပုတ်ငှက်ပြိုးရွှဲ့ရဲတခြင်းနဲ့ဟုတ်တယ်ပြင်းပြင်းတွဲတွဲတခြင်းနဲ့သူရုတ်တရက်ထားလိုက်ပြီးဆက်ကိုပိတ်လိုက်တယ်ပြရင်းကိုဖွင့်လိုက်တယ်အနေမိုက်ငှက်ပြိုးယုံစီကမိုးရေကတသွင်သွင်ကြလို့လေကလည်းတိုက်နေတယ်မိုးသက်လေကငှက်ပြိုးရွက်တွေကိုဖျက်ပြေးသွားတယ်အစိမ်ရောင်ပုတ်ပုတ်တွေမှာစီးမကြဝါမကြလှုပ်ခတ်နေကြတယ်ဒီအတိုင်းတော့လည်းမဟုတ်ပြင်းပြင်းတွဲတွဲတခြင်းတန်နဲ့လှုပ်ရှားနေခြင်းမှာကြည်နေရင်ကြည်နေရင်မှာပဲ ူ့ရဲ့အသက်ကရှည်ရင်ဆွဲထပ်ပူပြီးအိုမင်းတော်လေသလားနွမ်းလျာထိခိုက်တဲ့ခံစားမှုနဲ့ပြတင်းပေါက်မှမိတွဲနေတယ်မျက်နှာတစ်ပြင်လုံးမိုးဆက်တွေနဲ့ရွှဲနေလာတယ်မျက်နှာပြင်မှာအေးစိတ်မနေဒီလိုနဲ့ပဲစိတ်ကလွန်ပါသွားပြန်နေအိမ်မက်ဆန်တာတော့လေမဟုတ်တဏှာကြီးလို့လည်းမမိခဲ့သူ့အမိကဇွန်ပွင့်မိုးတို့တဲတဲမဲမဲရွာနေတဲ့အချိန်ကမွေးဖွားခဲ့တော့ဇွန်ပွင့်လို့ဖေဖေမေမေကအမိပေးခဲ့တယ် မိုးရင်းကာလာဇွန်လာမောင်မွေးခဲ့တော့ဇွန်ပွင့်လိုမြည်ခဲ့ခြင်းမှာဇွန်ပန်းပွင့်နဲ့တော့မဆိုင်ဖေဖေကဌာနဆိုင်ရာတစ်ခုမှာတာမန်ဝင်တဲ့ကလေးမိမိကအိမ်မှာအချုပ်တည်ဇွန်ပွင့်ဘဝတဥရီသမီးအဖြစ်တက္ကသိုလ်ဝန်ထမ်းအောင်နေ့တီမပူပန်ခဲ့ရကံကြမာစိုးကတက္ကသိုလ်ပထမနှစ်ဝက်မှာစတင်နေဖေဖေဆုံးမသွားခြင်းဖြစ်ပါရီသူကြေကွဲရပြီမဲ့အားမငယ်ခဲ့ သူနေเจ้าကနေစာပေးစာယူပြောင်းပြီးကံမရီတခုမှအလုံးရောက်ခဲ့တယ်။ထိုကံမရီမှာ အလုံးရသည်မှာစပြီးချစ်ရသူ ကိုထိုင်းနဲ့တွေ့ရတယ်လို့ကံမရီပိုင်ရှင်ဥဇော်လိုင်းနဲ့လည်းတွေ့ခဲ့ရတယ်။သူနဲ့ကိုထိုင်းရွေချက်တူတယ်။အချိန်လေးစိုးများကိုဖျက်ကျော်ကျိုးပန်းနေစေမိမိကကောက်ခံငင်ကလေဖြတ်သွားတယ်။ဒီလိုနဲ့ကံမရီဘောဆိုသူဥဇော်လိုင်းရဲ့ကဏ္ဍကအေးပါလာခဲ့တယ်။ငကိုကပဲမျက်လုံးအကြည့်စကားတခွန်းနဲ့ သူ့ရဲ့တိတ်ခါကိုဒီကဘာရေကဘာလုံနေသူဥဇော်လိုက်မှ သူ့ရဲ့အတွင်ရေးမှအားတက်တယောဝင်ပါလာခဲ့တယ်။သမီးတယောက်နဲ့မုံဆိုးဖို့ကံမရီပိုင်ရှင်တထေးဆိုရဲဝိသေသရီနဲ့မိမိအမြင်မှာကဲတင်ရှင်ဂိယုနာရှင် သူ့ရဲ့ကောင်းဖြစ်လာရင်ကိုထိုက်ကံမရီကနေထွက်သွားခဲ့တယ်။ဘာအကြောင်းကိုမှမဆိုပဲအလုထွက်နှုတ်ဆက်မသွားတဲ့ကိုထိုက်ကိုကြေခွေတန်းတားရတယ်။မိမိရဲ့အစီမံနဲ့ဥဇော်လိုင်းရဲ့ရမတ်ပိုက်ကွန်တွင်ကို သူအခမ်းအနားမပါဘဲရောက်ရှိခဲ့ရတယ်။သူကံမရီမှာအလောက်တော်မလုပ်ရပါ။သူတစေသူလုံးရတာကဟင့်အင်းဒါရီမတွေးနဲ့ဒုညာကဥစော်လိုင်းကအစိမ့်ပုတ်ရုံ စပုတ်ရှက်နေလား။သူနာကျင်စွာပြုံးလိုက်မိတယ်။သူနှက်ခမ်းတောင်စောနှစ်ဖက်မှာမုံဆဆအပြုံးတွန့်နေဝေးနေမလား။ဖိဖိရဲ့မြင်လှဲ့ပါတော့လို့တန်းတရင်နဲ့ရမခိုးဝေးနေတဲ့အရမူးဆွေနေတဲ့ထိုလ်လူကြီးရဲ့ရင်ခွေမှာငရေညငရေနေ့ အစိမ်းရောင်ပုံညအစိမ်းရောင်ပုတ်ရောင်နေတွေကိုကြုံခဲ့ရတဲ့မျိုးစုံကြကြလူနေကျဲကျဲအရဲကလေးမှာနှစ်ထပ်တိုက်ကလေးတစ်လုံးနဲ့ငရဲကိုလောင်မြိုက်စွာဖျက်သန်းခဲ့ရတဲ့မိမိကျမ်းမာရေးကိုပြုစုရတဲ့နောက်ဆုံးမှမိမိဆုံးပါသွားခဲ့ရတဲ့သူ့မှာတော့ငရဲတွင်းမှာမလူးတောင်မလွန့်တောင်ဒီနေ့ဆိုတဲ့ကာလမှာပဲသူကအိမ်မပျော်တဲ့ညတွေအစာမဝင်တဲ့ညတွေများပြားလာတဲ့စိတ်ရဲ့အထောင်အထု အကြေအကွေနဲ့ခန္ဓာရုပ်မှာ ယူပြစ်လိုက်တယ်လို့ပါလျာပိန်ရော့သွားတယ်။ပြီးတော့အိယာထက်မှလည်းခွေးညိုးနေတယ်။သူ့ကိုဥဇော်လိုင်းကစေကန်းပြတယ်။ရောင်စုံဆေးတွေတတိကြီးပေးတယ်။ညွန်ကြားချက်တွေတတိကြီးလိုက်နာရတယ်။ဒါပေမဲ့စိတ်အနာကမပြောက်။ကြာလာတော့ဇွန်ရီဇွန်ရီဆိုတဲ့ဥဇော်လိုင်းရဲ့အတန်းတို့ဝေးကွာသွားရတယ်။သူ့ထံကို မလာတလလာတရက်ဖြစ်လာတယ်။လူနာလာမေးတယ်လို့လာတတ်တယ်။ဇွန်ကဘဲမှသွားတာမှမဟုတ်တာ။ကားယူသွားမယ်။ အเจ้าရှိရင်ဖုံးဆက်ကောင်မလေးတွေရှိသားပဲဥစော်လိုင်းကားကိုပြန်သိမ့်တော်ရီသူပါစကားကိုမှမစိုးခဲ့ပါ နေရန်ကိုသာငီးမော့ပြီး စိတ်မှနာကျင်ရရီဇာဝင်ပြီးတဲ့စီးတွေတော့အစာကိုဝင်အောင်စားစိတ်အားမွေးရင်သူနလန်ထလာရီသူ့ခြေလက်တွေလှုပ်နိုင်ကြနိုင်လာရီဥစော်လိုင်းခေါ်ထားပြီးကြီးကောင်မလေးတွေကိုပြန်လှော့လိုက်တဲ့သူတအူးတဲ့နေနိုင်မှာပြီအဖော်မဲဇွန်ပွင့်အဖြစ်အနေကြခဲ့ပါဘကော လွင်ပသွားတဲ့အတွေ့အစိတ်ကသူ့ထံကိုပြန်ရောက်လာပြန်နေမိုးကတော့မတိတ်သေးတမျိုးလုံးကိုယ်တော်ရေတွေဖုံးလွှမ်းသွားအောင်ရွာနေလားမသိမိုးမောင်မွေးတဲ့သူမိုးကိုချစ်လေသလားဒါလည်းမသိကြတေးကြတာကတော့သူကိုထိုက်ကိုချစ်တယ်ခုဆိုရင် ကိုထိုက်ပဲစီရောက်နေပါသလဲခံခွင်ခွေ အပြုံးကလေးနဲ့စီးယူလို့နှုတ်ဆက်တတ်တဲ့ကိုထိုက်သူ့ကိုမနှုတ်ဆက်ပါပဲဘလို့နေရာကိုလွင်ပသွားတာကို သူမသိဘူး ဒါအတွက်ရင်မာနာကျင်စွာခံစားနေမိတယ်။ထိုအခါမှာပဲဥဆောက်လိုင်းရဲ့အစိမ့်ပုတ်ရောင်အင်ဂျင်နဲ့ရမခိုးဝင်နေတဲ့မျက်နှာကြီးကိုမြင်ရောင်ရင်ရင်ညော့စီက အောင့်လာတယ်။ပြတင်းကနေသူ့ခွာလိုက်တယ်။မျက်နှာတစ်ပြင်လုံးမိုးစက်တိုးနဲ့ရွှဲဆိုနေနေတယ်။ဟောဒီကဘာလောကကြီးမှာသူ့လိုတော့ကရင်နဲ့အတီးကျန်သူတွေရှိနေခဲ့ပါသလား။မိုးစက်ဆူဆူမျက်နှာကိုမတုပ်အာဇေတောက်ရံကိုတတိရလာတယ်။စီးဘူးကိုလမ်းယူခိုက် ။တယ်လီဖုန်းကစက်တီကင်းမေစွာမြည်လာတယ်။သူကအစိမ့်ပုတ်ရောင်တယ်လီဖုန်းကို မလုံမုံတိစွာစိုက်ကြည့်နေမိတယ်။အလကားတယ်လီဖုန်းတန်ကဟူမိမ့်မှပဲနေမှာ။ဖီဖီရောလို့မေးအောင်မှာဒီစကားကို သူဖြေရပေါင်းများပြီ။ဟုတ်တယ်။ဒီနေ့မှ၃ချိန်သူမဖြေခြင်းတော့သူကိုဥဇော်လိုင်းကတင်ပိုက်ပြီးဒီတိုက်မှာထားကစားဥဇော်လိုင်းသမီးဆိုတဲ့ထိုမိမ့်မှက ထိုတယ်လီဖုန်းကပဲ သူ့ကိုအပေါ်စားအပြက်မတယောက်လိုထိထိခိုက်ခိုက်ဆက်ဆံပြောခဲ့ဘူးလေအခုရောဘာပြောမှလဲတယ်လီဖုန်းကိုဆွဲမှပြီးပြစ်ချထားလိုက်တယ်တယ်လီဖုန်းတန်ကတိတ်သွားတယ်မိုးတန်တွေကြားလာရှာတယ်ပြီးတော့အစိမ့်ပုတ်ရောင်ငပြောရွက်တို့ရဲ့ပြင်းထွေထွေဒေးတန်မဟုတ်သေးပါဘူးဒီချမ်းမှာခါတိုင်းနေတွေမှာမကြားရအခုမှသူ့စိတ်လွင်ပါသွားပြန်နေဟိုးဝေးစီကိုတော့မဟုတ် မနှိညာဟုတ်တယ် မင်းညကသူ့ထံကိုဥဇော်လိုင်းရောက်လာခဲ့တယ်။ကားကိုသူကိုယ်တိုင်မမောင်းနိုင်တော့တယောက်ယောက်ကလိုက်ပို့ရခြင်းနဲ့ချန်တကားဝါကထူလူကြီးရဲ့အတန်ဆိုးကြောင့်သူဆင်းသွားခဲ့တယ်။အစိမ့်ပုတ်ရောင်ဟာဝီယန်ရှက်ကိုဝစ်ထားတဲ့ထူလူကြီးမှအရက်တော်တော်မူးနေပုံရတယ်။ပထမတော့ပြိုအံ့ချင်းစိမ့်နဲ့တကားဖွင့်မပြီးပဲနေမလို့ပဲ။နောက်တော့ထူလူကြီးနဲ့ရှင်းစရာရှိသေးတာမို့အပြက်ရှင်းမှုခေါ်လိုက်တယ်။အရန်မူးနေတဲ့ထူလူမှတိုက်ရအတွင်ကို မနှဲဝင် အပေါ်တက်လေကားကိုတော်တော်ကြိုးပမ်းတက်နေရတယ်။လေကားထိပ်ကို ရောက်တာနဲ့စကားချေတင်များကြတယ်။လေကားပေါ်ကနေအောက်ထပ်တမန်တလင်းတိုင်းဒလိတ်ကောက်ခွေးကျသွားတယ်။ဥဇော်လိုင်းကို သူတောင်းတောင်းကြီးရက်ပြီးငင်းနေမိတယ်။တိုက်ခေါင်းမိုးပေါ်ကိုမိုးပေါက်တွေကတပြောင်ပြောင်ကျနေတဲ့ကိုနားထောင်နေမိတယ်။အတန်ကြာမှပဲသူလေကားကစင်ကြည်တယ်။ဥဇော်လိုင်းမလှုပ်တော့သူလှုပ်နှိုးကြည့်တယ်။မေယာဥဇော်လိုင်းသေးပြီ။သူ့ကြောင့်လူတယောက်သေးခဲ့ပြီ။ ဘာကြောင့်မှမသိသူလုံးဝမတုံ့လှုပ်ခဲ့တခုပဲရှိတယ်ထိုမနှိမ့်မြုပ်ဖွယ်အစိမ့်ပုတ်ကြီးကိုအစိမ့်ပုတ်အရွယ်များရှိရာငပြောယုံစီကိုပို့ဖို့ပဲဖြစ်တယ်သူကတင်းငိမ်အေးဆေးစွာနဲ့တကားကိုဖွင့်စတိုကန်အတွင်ကပေါက်ပြတလက် တရှိတလက်ကိုယူခြံတော့ရှိငပြောယုံတဲ့တဲ့ကိုတွားပြီးမြေချင်းတစ်ချင်းတူးနေမိတယ်မိုးလျော့နေတော့အလောက်ကတိတ်မတွင်ရွှွင့်မြေတို့မှာရေနဲ့ရော့ပြီးဆွတ်ဆွတ်မြေကအနေထနေတယ်ဘာပဲဖြစ်ဖြစ် ပေါပြတစ်ချက်စာမြေချိုင်ချင်းရှိတကူထွက်ပေါ်လာဖို့အားစိုက်ရတော့မေသူတကူလုံးမိုးရိပ်တွေရွှဲနေလာတယ်လက်တွေနာကျင်ပေါပြဲကသွေးစားလိုဆူလာတယ်ဒေါသနဲ့မုန်တီးမှုတို့ကိုအာရင်ပြူလိုက်တယ်အစိမ့်ပုတ်ရောင်ယွန်ရှာမှုကိုဝရိယပြူလိုက်တယ်မိုးတန်တွေကြားမှာမြေတူးတန်တပန်းပန်းထွက်ပေါ်နေတယ်အရှိတ်လမ်းထိတ်ကင်းစီမှာတန်ချောင်းတန်သုံးချက်ကြားရတဲ့အခါကျင်းကပြီးသွားတယ်သူတကူလုံးညစ်ပေဆုပ်ပြဲသွားပြီး ပင်ပန်းလောလာတယ်။ခဏနားပြီးအသက်ဝအောင်ရှူနေသေးတယ်။အကြကြီးတော့နားလို့မရ။လေကားရင်းကနေအစိမ့်ပုတ်ကောင်းကြီးကိုဆွဲယူရအောင်မေ။ထိုလူသေးကောင်းကြီးမှလေးလံလာတယ်။ဂျိုတိုက်ဆွဲခေါ်ရအလွယ်တကူမရ။သူအားသွင်းပြီးဆွဲနေတယ်။အစိမ့်ပုတ်ရောင်အင်းကြီးပေါင်းပြီးတွေထိခိုက်ဆုပ်ပြေးကုန်ပြီ။အသားစားတွေဖွာရကျဲရောမေ။မတက်နိုင်တော့လုံတဲ့ရာကိုလုံရတော့မေ။ဒီလုံနဲ့ပဲအစိမ့်ပုတ်ရောင်ကြီးကျင်းစီကိုယောက်လာတယ်။ တို့အရာကြီးကိုကျင့်အတွင်ကိုထိရသမြမြေကြီးတွေဖို့မြေကြီးတွေတိတ်မရှိ ရေပြင်နဲ့ပျော်စင်းကုန်ပြီမြေဖို့လို့တော့ရရတိတ်တော့မလုံးကျုံငါပြောရွက်တချို့ကိုဓာနဲ့ခုတ်မလုံးနာကိုလုံအောင်ဖုံးခဲလုံးတွေဖြစ်ဒီလိုနဲ့မိုးလင်းနေထွက်ချိန်ကိုရောက်ခဲ့ပြီ နေကမထွက်နိုင်မိုးကမတိတ်နိုင်သေးကိစ္စအလုံးပြီးခဲ့ပါပြီသူကရေကိုအကြာကြီးစိန်ချိုးပလိုက်တဲ့အလားပါကိုလေလိုရာထက်ပူပြီးပြန်လိုက်တဲ့ နောက်အဝေစားသစ်တွေလဲရင်ဝင်းကစားလောင်လာတဲ့ကော်ဖီခါခါတစ်ခွက်ကိုဖြော်ပြီးဖလူမင်းဆိုတဲ့စီနဲ့ရော့တောင်လိုက်တဲ့ခုမှလိုလက်သွားတော့တယ်လို့သူခံစားလာရတဲ့သူ့ကိုယ်မှာလေမာလွင်မျောနေတယ်လို့ရှိတဲ့သူ့ဘဝမှာအဖေမရှိအမေမရှိ ကိုထိုင်မရှိဥစော်လိုက်မရှိ သူမမြင်ဘူးတဲ့တယ်လီဖုန်းအတွင်ကမိမအစကငါ့အဖေကိုမာယာနဲ့လဲပြပြီးတထေးကတော့ကမရီပိုင်ရှင်လှုပ်ချင်နေမိမယုံလို့ ူကိုရန်တွေ့တဲ့မိမဒီမိမပဲကြံတော်ရီဂျာဟာဟာနဲ့အာပါတရသူရှိပြလိုက်တယ်သူစိတ်တွေက သူ့ထံကိုပြန်ပြေးလာပြန်နေတနေ့ကုန်ကနီးပါကောအိတ်ချင်းစိတ်လေသူ့မှာမရှိလဲလျောင်းလို့လေမနေချင်းပြင်နိုင်ရင်တော့သူ့ခန္ဓာကိုယ်ကိုမိုးပြန်ပူပေါင်းလို့မီးပုံးပြန်ကြီးလို့ကောင်းကင်ပြင်ရောက်အောင်လွင့်တင်ပြလိုက်ခြင်းနဲ့ကောင်းကင်ပြင်မှာလာမင်းလို့ပဲတွေ့ကချိတ်ဆွေးနေလိုက်ခြင်းနဲ့ဒါဆိုရင်အစိမ့်ပုတ်ရောင်ငပြောရွက်တို့ လှုပ်ခတ်ခါခုံနေတာကိုမမြင်ရတော့ဘူးပေါ့ပြင်းပြင်းတွဲတွဲတေးတံကိုမကြားရတော့ဘူးပေါ့တွေ့ရင်းနဲ့ပဲပြတင်းပေါက်ဖွင့်ထားတာကိုသတိရလာတယ်ပြတင်းစီကိုတရင်တရင်နဲ့ထားသွားတယ်ပြတင်းကိုအရောက်မှာတော့မိုးကတိတ်သွားတယ်မိုးတိတ်သွားပုံကတချင်းဆက်ခလုတ်နှိမ့်လိုက်သလိုတီကနေဖြစ်သွားတယ်ပြတင်းကအပြင်ကိုငေးကြည့်တော့မိုးတိတ်သွားတယ်အပြင်မှာကြည်လင်သွားပြီသူ့စိတ်တွင်းမှာရော ကြည်လင်ပါရဲ့လားငါပြောရုံကအဝေးကြီးမှာမဟုတ်ဘဲ ရှေးလာမှာငားပေပေါ့ထင်ထင်ရှားရှားမြင်ရတယ်။မိုးတိတ်သွားပြီလေကလည်းမတိုက်အစိမ်းရောက်ငှက်ပြောရက်တွေဘာဖြစ်လို့ဘာဖြစ်လို့လှုပ်ရှားနေတာပါလိ။ဘာကြောင့်ဟာကြီးနေရင်နဲ့သူနှကန်ပွင့်အားသွားတယ်။ကြီးစံငှက်ပြောရုံအောင်မြည်ပြင်းမှာဥစော်လိုင်းရဲ့လက်တွေနဲ့အစိမ်းမုတ်ရောင်အင်းချီဝေခန္ဓာကိုကြည့်ထင်ထင်ပေါ်လို့မိုးရီကဖို့မြေတွေကိုတိုက်စားပြီးအနှိမ့်စီကိုတည်ဆောင်သွားခဲ့ပြီလား။ မဖြစ်ဘူးမဖြစ်ဘူးသူကကမန်းကရန်အပေါ်ရက်ကနေပြေးစင်တကားဖွင့်တရှိကိုယူပြီးထိုနေရာကိုပြေးသွားခဲ့တယ်။နောက်ထပ်တင်းတင်းသားဖြစ်ပေါ်နေတဲ့အလောင်းကောင်ကြီးကိုအုပ်ရန်အလွန်ပဲမုန်းကြီးလာတဲ့အစိမ့်ပုတ်ရောင်ငပြောရွက်ကိုဓာတ်နဲ့အပါတီဟာခုတ်ချလိုက်စဉ်လူတစုပြေးဝင်လာတာကိုမြင်ရတော့ကြက်တီတီငေးမောနေမိတယ်။ထိုလူတစုမှရဲတွေပါလာတယ်။ဖိဖိအရက်မူးလွန်ပြီးဒီကိုသွားမယ်လို့စူပူနေလို့ တမိလိုက်ပို့ခဲ့ပါတယ်။မင်းညာကဒီနေရာမှာတွေ့ရပါတယ်။ဖုံးဆက်တော့မရှိဘူးလို့ပြောပါတယ်။ပြပြတော့ဒုက္ခများပြီးထဲမှာ။ဟာ?အဟိုမှာငပြုတ်ရွက်တွေအောက်မှာ။ဖိ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 အမျိုးသမီးရဲ့ငေးတန်ပအောင် အော်တန်နေတူဇွန်ပွေမာရောရောင်အော်ဟေးလိုက်ရင်ပြည့်လေကြသွားရီစိတ်ထိတ်မှာမမမော်လိုက်ရဲ့ဖခင်ကတော့တည်ဆုံသွားခဲ့ပါပြီဟောဒီအမျိုးသမီးတတ်တယ်ဆိုတာလေယုံကြည်လောက်ပါရီ ကျွန်တော်တို့သူ့ကိုဥပဒေအရအရေးယူမှာပါရဲရရှိကပြောတယ်ဥပဒေပိုင်ဆိုင်ရာတော့အရေးယူရမှာပါပဲတကယ်တော့ဒီကလေးမကစိတ်ကစင်းကလေးအဖြစ်နေတဲ့ကျွန်တော်ရဲ့လူနာပါ လောလောဆယ်တော့စိတ်ချမ်းမာရေးဇီးယုံကို ခေါ်သွားတင်ပါ रे ခမဆရာဝင်ကဆိုတယ်သူစကားတန်ကိုတော့အိမ်မက်အတွင်းမှာပဲကြားနေရတယ်လို့လို့ဟိုးအဝေးစီကလို့လို့ကြားနေရင်ねဇွန်ပွင့်တယောက်အစိမ့်ပုတ်ရောင်ရေလိုင်းတွေကြားမှာ မောဟိုင်မုံတီစော်နဲ့ကူးခတ်နေပါရီ။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါရီ။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရီရှင်။နားစင်အားပေးကြတဲ့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရီရှင်။